လွန်ကုံမြို့ပြင်တပြေကုန်းရွာဘုံကြီးကျောင်းတွင်တက်ဆွဲထားသောစစ်တပ်စခန်းကိုကရင်နီတပ်ပေါင်းစုတိုက်ခိုက်ပြီးလွန်ကော်ကထွက်လာတယ်။စစ်ကူစစ်ကြောင်းကိုဗာဖြတ်တောက်တိုက်ခိုက်ပြီးဒင်းနဲ့ရှစ်လက်ရရှိခဲ့ပါတယ်။ကရင်နီပြည်နယ်လွန်ကုံမြို့တပြေကုန်းရွာဘုံကြီးကျောင်းအတွင်းရှိစစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာ20ဝီထက်မနည်းသေးပြီးလက်နက်ရှစ်လက်ရရှိကြောင်း KNDF ဘူဟာနှစ်ကယနေ့ဇွန်လ9ရက်တွင်ထုတ်ပြန်သည့်ကရင်နီမျိုးသားများကာကွယ်ရေးတပ်ဘူဟာအမှတ်နှစ်တရင်များနဲ့မဟာမိတ်တပ်ပေါင်းစုတို့သည် တပြေကုန်းရွာဘုံကြီးကျောင်းဝင်အတွင်အခိုင်အမာတည်ဆွဲထားသောစစ်ကောင်စီတပ်စခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟုသိရပါသည်။စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်စဉ်စစ်ကူစစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ NA1 နားလက် AK47 တလက် NA4 တလက် RPG တလက်နှင့်အခြားလက်နက်ခဲယံများတင်းယူရရှိခဲ့ကြောင်းဖော်ပြထားပါသည်။စစ်ကောင်စီဘက်မှ20ဦးထက်မနည်းတေဆုံးခဲ့ပြီးမဟာမိတ်ပူးပေါင်းတပ်ဘက်မှရဲဘော်နှင့်ဝီထီခိုက်တံရရရှိခဲ့ကြောင်းလည်းသိထားရပါတယ်။ဒီလ3ရက်နေ့ကတိုက်ပွဲပါလိုက်တာကလွန်ကုံမြို့ပြင်ကစကားစ စကန်ကိုအဲ့ဒီအချိန်ရန်ကုန်မြို့ကနေစကစစ်ကူတက်လာတာကိုပါထက်တိုက်နိုင်ခဲ့တဲ့မျိုးလို့သိရတယ်ဟုကရင်ပြည်စစ်ရေးတရင်ရင်မြစ်ကပြောပြပါတယ်တက်ခိုက်ခံရသည့်စစ်ကောင်စီစကန်ဒီရန်ကုန်မိုးရဲလန်းခွဲအနီးရှိကစီဆိုင်မြို့သို့သွားသည့်လမ်းပိုင်းပေါ်တွင်ရှိကြောင်းသိရပါတယ်စစ်ကောင်စီသည်မိုးရဲလွန်ကော်လမ်းပိုင်းကိုထိန်းချုပ်နိုင်ရန်မိုးရဲမြို့ကိုထိုးစစ်ဆင်နေသည့်မာငားလက်ကျော်နေပြီဖြစ်ပြီးတော်လန်ရေးတပ်ပေါင်းစုကခုခံကာကွယ်နိုင်နေစေဖြစ်ပါတယ်လက်ရှိကရင်ပြည်နယ်တွင်ဘောလာခဲနှင့် ဖားဆောင်မြို့နယ်တို့တွင်လည်းတိုက်ပွဲဖြစ်ပွားမှုများရှိကာကရင်နီတပ်ပေါင်းစုကစစ်တပ်၏ကာကင်းစခန်းချို့ကိုတိမ့်ပိုက်ရရှိထားပါသည်